အလုံးမဲမင်္ဂလာပါမြန်မာကိုကဘာကတည်စေခြင်းနဲ့ချင်းလူငယ်ဖိုက်တာလေးဂျိုရှူအဘန်ကတော့ UFC လိုနေရာမျိုးမှာပူအောင်မြင်လေကဘာကမြန်မာကိုပူတည်လေဆိုပြီးတော့မျောလင့်နေပါလေမြန်မာပြည်ရဲ့မတည်ငြိမ်မှုတွေဒုက္ခရောက်နေကြတဲ့မြန်မာပြည်သူတွေရဲ့အခက်အခဲတွေကိုကဘာကတတိထားမိလောက်လှုပ်ချင်နေတာပါဒါကိုမကြခင်ကပဲသူလှုပ်ပြဖို့အခွင့်အရေးရခဲ့တာပါ UFC မှာဆက်ထိုးတဲ့ပထမဆုံး6ပွဲတုန်းကဂျိုရှူအဘန်ဟာ မြန်မာလောင်ကိုပြန်မွေးရှိရစီယူဆောင်သွားခွင့်မရခဲ့ပါဘူးအမေရိကန်နိုင်ငံတခိုင်ယူထားတဲ့ဂျိုရှုအပါဟာမြန်မာလောင်ကိုပဲကိုစားပြုပြီး professional fighter ဘဝကိုဖျက်ဆီးခဲ့တာပါဒါပေမဲ့2025မတ်လတုန်းကထိုးခဲ့တဲ့ UFC ပွဲမှာတော့ပထမဆုံးအကြိမ်ဂျိုရှုအပါအများအားလွမ်းခြုံကျင်ခဲ့တဲ့မြန်မာလောင်ကို ပခုံးပေါ်မှာလွမ်းချုံဝင်ရသွားခဲ့ပါတယ်ဂျိုရှူအဘန်ကမြမလန်ကို UFC လို promotion မှာလွမ်းချုံပြီးကဘာကို ပြသခွင့်ရတာဟာသူ့အတွက်အများကြီးထိတ်ပဲရှိခဲ့တယ်ဆိုပြီးပြောခဲ့ပါတယ်မြမလူမျိုးမြမနိုင်ငံအတွက်တိုက်ပွဲဝင်နေပြီးမြမဆိုတာပါလဲဆိုတာကိုကဘာကြီးကိုသိစေခြင်းခဲ့တာပါ2023မှာ UFC ကိုစရောက်ခဲ့ပြီးနှစ်နှစ်တာကာလအတွင်းမှာပဲ UFC ရဲ့ Flyweight Champion ဖြစ်အောင်ဆွမ်းဆောင်ပြထားခဲ့ပါပြီဂျိုရှူအဘန်ကသူ့မွေးရမည့်အကြောင်းကိုလည်း ဆရာနာတိမ်မီနောက်ပိုင်းမှာသူချစ်တဲ့တိုင်းပြည်ဟာလုံးလုံးပျက်စီးသွားခဲ့ရတာဆိုပြီးတော့အာနာရှင်တွေရဲ့လောရက်တွေကိုပါကဘာကတည်အောင်ပွင့်ရပြောကြားခဲ့တာပါမြန်မာနေအကြောင်းလူတိုင်းတည်အောင်လုပ်ပြချင်နေတဲ့မြန်မာပြည်ကိုချစ်တဲ့ဂျေရှုအပန်ကတော့ပြီးခဲ့တဲ့ဒီဇင်ဘာခနေ့ရက်နေ့ကကျင်းပခဲ့တဲ့ UFC 323ပြိုင်ပွဲမှာပန်တိုဂျာကို26စက္ကန့်မှာပဲအနိုင်ရပြီး UFC ရဲ့ပထမဆုံးအရှတာချန်ပီယံတယောက်ဖြစ်လာခဲ့ပါပြီ မြန်မာနိုင်ငံအတွက်မြန်မာပြည်သူတွေအတွက်တိုက်ပွဲဝင်နေတဲ့ Joshua Ban တယောက်လာမဲ့ UFC Private Champion ကပတ်ကကွယ်ပွဲမှာဘလိုမျိုး fighter နဲ့တွေ့ဆုံပြီးတော့ Champion ကပတ်ကိုကာကွယ်သွားနိုင်အောင်လားဆိုတာလည်းစိတ်ဝင်စားဖို့ကောင်းနေပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်